ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ပေထားချင်းခါရတော်လဲဆိုတဲ့ကောင်းစဉ်လေးနဲ့ခွားပေးတော်မှာဖြစ်ပါတယ်။ရှမာသိခရဝဉ္ဇအခါ27စာပိုက်52ကိုဖတ်ပါမယ်။ယေရှုကလည်းတိုက်ကိုတည်လူတော်သူများပေထားသောကြောက်သည်နောက်တဖန်တိုက်တော်အထွတ်ပြားသို့ရောက်ပြန်၏။ထိုအမှုသည်ထာဝရဘုရားပြုတော်မူသောအမှုဖြစ်။ငါတို့မျက်မှောက်၌လည်းအံ့မွေသောအမှုဖြစ်ဟု ုသောစကားကိုကြမ်းစာနဲ့တင်းတို့သည်တရံတခါမြတ်မဖတ်ဘူးတလို့ပြောတာတွေ့ရတယ်။ဒါကတော့ဒီလောကကြီးကိုเนาะအပြစ်တရားလောကကြီးမှာ ရှိတဲ့လူသားတွေကိုဟာလာလူသားတွေရဲ့သူတို့ရဲ့အပြစ်ကြောင့်ခံရမဲ့အပင်ငဲကြမဲ့ဘေးကနေကဲတင်ခြင်းအမှုကိုဘုရားသခင်ကနိမျိုးစုံနဲ့ပြုတ်ခဲ့တယ် အဲ့လိုပြောတဲ့ခါမှာဘုရားသခင်သူ့ရဲ့လူတွေ prophet တွေစသဖြင့်ပေါ့နော်ဟိုတယောက်ပြီးတယောက်ဆီလွတ်ခဲ့တယ်ဒါမဲ့ဆလုတ်အဲ့လိုဆီလွတ်တိုင်းမှာအဲ့ဒီမှာရှိနေတဲ့ဘာသာရေးခေါင်းဆောင်တွေနိုင်ငံခေါင်းဆောင်တွေကလက်မခံကြအောင်ပယ်ထားကြတယ်တချို့တွေကရိုက်တယ်တချို့ထောင်းချတယ်တချို့ညင်ပန်းနစ်စစ်တယ်အဆက်ကွဲတယ် မြို့ဆောင်နဲ့တော့ညင်းပယ်ကြတယ်နောက်ဆုံးမှာတော့ယေရှုခရစ်တော်က sorry ဘုရားသခင်ကယေရှုခရစ်တော်ကိုဒီလောကကိုဆီလွတ်လိုက်တယ်အဲဆီလွတ်တော့လေအဲ့ကာလမှာရှိတဲ့ဘာသာရေးခေါင်းဆောင်တွေနိုင်ငံခေါင်းဆောင်တွေကယေရှုလည်းပယ်ထားကြပြန်တယ်လက်မခံကြပြန်နောက်ဆုံးမှာတတ်ကြတယ်ဒါပေမဲ့အဲ့လိုပယ်ထားခြင်းခံရတဲ့ယေရှုဟာတည်ခြင်းမြစ်စုမှာအောင်ပြီးအသက်ပြန်ရှင်တဲ့အခါမှာ အားလုံးရဲ့အထွတ်ထိပ်ကိုပြန်ရောက်သွားတယ်။ဆရာကတော့လော့ကီသားတွေကယ်တင်ခြင်းနော်အမှုမှာနော်ယေရှုကလွဲလို့ဘသူမှ ကောင်းကင်ဘုံရောက်ရလမ်းမရှိဘူး။ယေရှုအဖင်ပဲလူတွေဟာကောင်းကင်ဘုံကိုရောက်နိုင်တဲ့အခွင့်နော်ခမဲတော်ဘုရားသခင်လမ်းဖွင့်ပေးတယ်။ဒါလို့ပြောတာဖြစ်ပါတယ်။နော်အဲ့တော့အထုပ်ကိုပြန်ရောက်တယ် ိုက်ကိုတေးတဲ့ခါမှာတဲ့ပယ်ထားတဲ့ကြောက်ဒါဒီကြောက်ကသုံးမွေးမလုံးလို့ပယ်ထားပြီနောက်ဆုံးမှာတော့ဟိုလက်ဆက်တပ်ဖို့အတွက်လှုပ်တဲ့ခါမှာအဲ့ကြောက်ကကွတ်တိအဲ့ဒီကြောက်ပဲပြန်ထွက်มาအဲ့တိုက်ပြီးသွားတယ်အဲ့ဒါကိုဥမာပေးတာပေါ့ဆိုတော့ဒီလူတွေကိုအပင်ငယ်ကကယ်ပြီးကောင်းကင်ဘုံရောက်ဖို့ပြုတ်တဲ့အမှုမှာယေရှုပယ်ထားကြပြင်မဲ့ပယ်လို့မရဘူးနောက်ဆုံးမှာယေရှုအဖင်ပဲတလောကလုံးမှာ ကယ်တင်ခြင်းခံရတယ်ပြောချင်တာဖြစ်ပါတယ်အဲ့လိုပယ်ထားခြင်းခံရပေမဲ့ယေရှုကစိတ်ပြတ်ခြင်းမရှိပါဘူးနောက်ဆုံးမှာတော့သူ့ကိုပယ်တဲ့သူတွေပဲအဆက်ခွဲအကျိုးနဲ့ဖြစ်ကြတယ်ဒါကြောင့်ဒီနေ့နော်ပယ်ထားခြင်းခံရပေမဲ့ယေရှုကစိတ်မပြတ်တယ်လို့ပဲဒီနေ့ယေရှုတိဟုတ်တော့အဲ့ဒီကြောက်ကိုယုံကြည်တဲ့ကျွန်တော်တို့လည်းပယ်ထားခြင်းခံရမှာပဲဖြစ်ပါတယ် အဲ့တော့ခရစ်တော်တွေ့ကြောင်းဆင်းရဲခန္ဓာတာကြီးမြတ်တယ်လို့ထင်တဲ့မောရှိလဲပယ်ထရှင်းခံရတာပါပဲလက်မခံဘူးဒါပေမဲ့ဟာလာသူတို့အကဲမှုအရာမှာဖြာသခင်ကပြန်ခတ်တယ်သူတို့ကဲတင်တဲ့သူ ပြန်ဖြစ်လာတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်တင်လဲပယ်ထရှင်းခံရနိုင်ပါတယ်ဓမ္မရာဇဝင်တတိယဆောင်အခန်း1မှာဒီ ဘလို့တွေ့ရလဲဆိုတော့နော်အဒေါနီယာကဒေဗရှင်ဘင်ဂျီရဲ့သားတယောက်ဖြစ်တယ်အဲ့တော့သူကအဘရှလုံရဲ့ညီလည်းဖြစ်တယ်ကြတော့အဘရှလုံရဲ့မိခင်ကအခုခေတ်ရုပ်ရှင်ကြည့်မယ်ဆိုရင်တော့သူကဘာဖြစ်ချင်နေလဲဆိုတော့မိဖုရားကောင်ကြီးဖြစ်ချင်တဲ့သဘောရှိတယ်သူ့သားကြီးအဘရှလုံကလည်းပုံကလည်းအဘရှုံတည်ပြီးတဲ့နောက်မှာလည်းသူ့ရဲ့ညီ အဒေါနိယကသူ့ကိုသူဘယင်ဆိုတော့မှအာနာသိမ့်ဖို့ကြံစီတယ်အဲ့လိုလှုပ်တဲ့ခါမှာနန်းတော်မှာအကုန်လုံးကြံတဲ့သူ့ရဲ့မင်းဟိုမင်းသားတွေအကုန်ဖိတ်တယ်ဘသူ့ကိုပဲခြံထားခဲ့လဲဆိုတော့ရှောလမုန်ကိုပဲခြံထားခဲ့တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီနေရာမှာရှောလမုန်ဟာပယ်ထားခြင်းခံရတဲ့သူဖြစ်ခဲ့ပါတယ်နော်သူတို့ကပွဲလုပ်တယ်နော်အဒေါနိယက ဒီသူ့ရဲ့ညီကိုအားလုံးဘရင်သားတော်အားလုံးကိုခေါ်တယ်ခေါ်တယ်ဖိတ်တယ်ဖိတ်ပြီးတော့သူတို့အားလုံးကနော်အဒေါနိယကဟာရှင်ဘရင်ဖြစ်တယ်လို့ကြွေးကြော်ကြတယ်အဲ့မှာဖိတ်မခံရတဲ့သူကတော့ရှောလမုန်ဖြစ်တယ်ဟာအဲ့တော့ရှောလမုန်ကပယ်ထားခြင်းခံရပါတယ်မခံချင်စရာပေါ့အဲ့လူများ အာနာအဒေါနီယာများအာနာရသွားရင်တော့တေချာတာရှောလမုန်နဲ့သူ့မိခင်ပသရှိပါအသက်ရှင်စရာအကြောင်းမရှိပါဘူးဒါပေမဲ့နော်ဒါပေမဲ့နော်နောက်ဆုံးမှာတော့ရှောလမုန်ပဲဟာလာရှင်ပင်ဖြစ်တယ်ဆိုတာတွေ့ရပါတယ်အဲ့တော့ရှင်ပင်ဖြစ်တဲ့အခါမှာသူ့ပယ်ခဲ့တဲ့သူအလုံးဟာနောက်ဆုံးမှာရှောလမုန်ရဲ့အောက်ကိုရောက်သွားတယ်ဆိုတာတွေ့ရတယ် အဲ့ရောဓမ္မမေဆိုဒီနေ့မှာသင်လဲပယ်ထားခြင်းခံရတဲ့သူ ဖြစ်နိုင်ပါတယ်။နော်ယေရှုကလည်းငါကျွန်တော်နော်သူကလောကနဲ့မဆက်ဆံတဲ့အတွက်လောကထဲငါရွေးနှုတ်ထားတဲ့သူတွေဟာသူတို့လည်းလောကကိုမဆက်ဆံတဲ့အတွက်လောကီသားတွေရဲ့အမုန်းခံရအပယ်ခံရတယ်လို့ပြောတယ်။ပယ်ထားခြင်းခံရတယ်လို့ဖြစ်နိုင်တယ်။နော်အဲ့တော့ဒီလိုမျိုးပဲကိုလူမျိုးရဲ့ပယ်ထားခြင်းခံရတဲ့သူလည်းဖြစ်နိုင်တယ်မောရှိလို့ ြီးရင်ကိုယ့်ရဲ့အမျိုးထဲမှာရွှေမျိုးထဲမှာဟာလာရှောင်းလမုံလိုပယ်ထားခြင်းခံရတဲ့သူလည်းဖြစ်နိုင်ပါတယ်ကိုယ့်အဖွဲ့အစည်းထဲမှာအသိတော်မှာတလောက်ကောင်းနော်ကိုယ့်အဖွဲ့အစည်းထဲမှာတလောက်ကောင်းကိုယ့်လူမျိုးမှာကိုယ့်ရဲ့လုပ်ငန်းမှာလူတွေပယ်ထားခြင်းခံရတယ်လို့ဖြစ်နိုင်ပါတယ်တော့တော့ဒီနေ့နော်တိုက်တော့အထွက်ပြားကိုရောက်တဲ့ကြောက်ကိုမြေခိုးတဲ့တင်ဟာဘယ်တော့မှအဆက်မကွက်ရဘူးနောက်ဆုံးမှတင်ဟာ ်တင့်ကိုပယ်တဲ့သူတွေကထိတ်မှာနော်ထိတ်ဆုံးမှာဘုရားသခင်ချိမြောက်ခြင်းခံရမယ်အားပေးခြင်းပါတယ်အားပေးခြင်းပါတယ်ဒီနေ့ဒီဟေရှာယခံ51နော်ဖတ်ပြီးတော့နေကုန်းချုပ်ပါမယ်စပိုက်30မှာမစွင့်ရင်လည်းငါသည်တင့်ပက်မှာရှိမကြောက်နဲ့တင့်ဘုရားသခင်ငါသည်တင့်ကိုခိုင်ခန့်စေမည်တင့်ကိုရှောင်းပါမည်ငါတစ္ဆာလက်ရလက်ဖြင့်ထောက်ပေးမည် တင်၌အမျက်ထက်သောသူတို့သည်ရှက်ကြောက်ခြင်းနှင့်မျက်နှာပြက်ခြင်းရှိကြလိမ့်မည်။တင်၌ယံပြုသောသူတို့သည်အဘယ်မျက်မဟုတ်တကယ်သို့ဖြစ်၍ရှင်းရှင်းပြစ်စီခြင်းသို့ရောက်ကြလိမ့်မည်။တင်နှင့်ဆန့်ကျင်ဘက်ပြုသောသူတို့သည်တော့တင်သည်ရှောင်၏မတွေ့ရ။တင်ကိုစစ်တိုက်သောသူတို့သည်အဘယ်မျက်မဟုတ်တကယ်သို့အနတ္တတက်တက်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။ဒါတင်ကိုပြောတယ်လို့ကျွန်တော်ခေါ်ပေးချင်ပါ ဒီနေ့တလောက်ကလုံးကပယ်ထားခြင်းခံရတဲ့ Israel လူမျိုးလဲသူတို့ဖက်မှာဖျားရှိတဲ့ခါမှာပယ်လို့မရပါအခုရှစ်လပိုင်းမှာ Israel ဆိုတာနော်နိုင်ငံပြည့်အတိမတ်မပြုတ်တဲ့မပြုတ်ခတ်ကြပါဘူးနော်ဒါပယ်လို့မရပါဘူးနောက်ဆုံးမှာတော့လေဘာကြောင့်လဲဘာကြောင့်လဲသူတို့ဖက်မှာဖျားရှိလာတဲ့ခါမှာနော်ဖျားရဲ့ဂရိတော့ပြည့်စုံလာတဲ့ခါမှာဘယ်သူမှဘလောက်ပဲပယ်ပယ်နော်နောက်ဆုံးမှာတော့အလုံးရဲ့အထိတ် အထွတ်ထိပ်မှရောက်သွားတာပါပဲတိုင်းမှာပဲတင်လဲဒီချိန်မှာအပေခံရလို့စစ်စင်းကောင်းစစ်စင်းနေမှာဖြစ်ပါတယ်တော့တွင်နော်ပယ်ထားသောကြောင့်အထွတ်ပြားသူရောက်တယ်ယေရှုကသာဆက်လက်ပြီးတော့ယုံကြည်အားကိုးပါခလုံးနေပါအဲ့ဒါဆိုရင်တင်ဟာတင်ုံပယ်သောသူများအားလုံးရဲ့အထွတ်မှာပြန်ရောက်မှာ ဖြစ်ပါတယ်တင်ဖက်မှာဘုရားသခင်ရှိတယ်လို့ခွာပေးနေ ဒီကုန်းချုပ်ပါရဲဘုရားသခင်နေတင်တော်အားလုံးကောင်းချီးပေးပါစေတော့အာမင်